နိုင်ငံတကာကပေးတဲ့အကူအညီတွေငလျင်တန်သင့်တဲ့ပြည်သူတွေလက်ထက်ကိုအမှန်တကယ်ရောက်ရလားနိုင်ငံတကာကပေးတဲ့ကူညီထောက်ပံ့မှုတွေပြည်သူလက်ထက်ကိုအမှန်တကယ်ရောက်ရလားပြည်သူလက်ထက်ကိုဘယ်လောက်ရောက်တယ်လဲဒီနေ့ကျွန်မကနိုင်ငံရေးမြမအရေးကြွမ်းကျင်သူဆိုတဲ့ဒေါ်မီမီဝင်းပတ်အသက်ကြီးပြီးအချိန်စီးပါစေလို့မျှော်လင့်တယ်တော်မီမီဝမ်ဝဲကလည်းပြောတယ်အဲ့လိုနိုင်ငံတကာကပေးတဲ့အကူအညီတွေကတဲ့ပြည်သူလက်ထက်ကိုတစ်ဆယ့်ရာခိုင်နှုန်းပဲရောက်နေတယ် ဆိုတော့ခင်ဗျားတို့ကစားပြီးပါတယ်ဟာနိုင်ငံတကာဘယ်နိုင်ငံကလာပြီးကူညီပေးလဲစစ်တပ်ကနာခဲ့တုန်းကလို့ရောင်းစားလိမ့်မယ်ဆိုပြီးတော့ခင်ဗျားတို့ဝါဒမှိုင်းနေမိကြတယ်ဆိုတော့နာခဲ့တုန်းကဘယ်နာမှဘလို့တွေရောင်းစားပါတယ်ပြောတော့လည်းပဲရုပ်တည်ရှိရှိနဲ့နိုင်ငံရေးလို့အချက်ကြလက်ကြနဲ့ပြောနိုင်လားဆိုတော့လေဘယ်သူမှမပြောနိုင်ကြဘူးလုံးမိတဲ့လူကငါပြောပဲအုံးပေါ်ရက်ပြီးရောတွားပြီးရောခရော့တောင်းပန်ရတယ်။အဲ့ဒါလူမှုရေးပြတံလို့ခေါ်ရင်ဆိုတော့အဲ့ဒီเนาะဦးကြီးမြင့်ရှေးနေကြီးဦးကြီးမြင့် ။ဂျန်နဲ့ဟိုထိုင်းရငစီဘုံကျုံမျိုးညစ်တို့လိုလူမျက်ကြော်တို့ဝရံပြေးတို့လိုဟိုမြောက်ဒီမြောက်အစင်းတန်းနေစကားတဲ့ထဲမပြောဘူးနော်မတန်ဘူး။တို့အဖေခေါ်နေတဲ့အရှိနေကြီးဦးကြီးမြင့်တို့ဒေါက်တာမီမီဝင်းပဲလို့ဒေါ်လှကြော်စောနံပါတ်ပြောတာဦးတန်းဆိုးနိုင်ရှင်တို့တွေကျမကိုငပြောပွဲရဲ့ကရောပွဲအုံးပွဲရပြီကျမကိုလာတောင်းပန်ရမယ် ။ပညာရေးရန်တရာပြန်လဲ level လေးမဲ့ဒါကြောင့်မို့လာရှိုးကနေပြီးတော့တိုက်ပွဲတွေကြောင့်ထွက်ပြေးတင်းဆောင်ရတဲ့လူတွေလာရှိုးမျိုးကို2025မေလမှာပြန်ရလိမ့်မယ်။လာရှိုးမှာနာဆာကအစိုးရရဲ့ပညာရေးနဲ့ကျန်းမာရေးကဏ္ဍနှစ်ခုပြန်လဲ level လေးမဲ့လို့ကျွန်မကြိုတင်ပြီးတော့နိုင်ငံရေးတုံ့တက်ခဲ့တယ်မိမ။ အဲ့ဒီချိန်တော့နေပြောခဲ့တာဟုတ်မဟုတ်စောင့်ကြည့်သေးတာပေါ့လို့မှားသွားရင်တော့နင်းတော့တွေ့မယ်လို့နင့်ကိုဘယ်လိုလုပ်မယ်လို့နင့်ကိုညာလို့လုပ်မယ်ဆိုပြီးကွန်မန့်နေတဲ့မှာဝိုင်းပြီးအုံနဲ့အချင်းနဲ့ဟောင်ခဲ့တဲ့ညီပေါ်ညီပိတ်တွေဖယ်ရောက်နေကြလေရွေးကောက်ပွဲကိုတက်မတော်ကဝေယဥစ္စုကဥစည်းပြီးပြန်ကျင်းမပေးဖို့ပြည်သူလူထုကတောင်းဆိုကြပါဒီရွေးကောက်ပွဲကလုံးဝအထမမြောက်ပါဘူး NLD ပါတီအစိုးရမဖြစ်ပါဘူးလို့ကြိုးတုံးသက်ခဲ့တာကျမမြန်မာနိုင်ငံလုံးမှာလိုက်ရှာကြည့်ကျမတယောက်ပဲရှိတယ် စိန်ခေါ်တယ်နော်မဗုဒ္ဓမဟာသွေးတယောက်ပဲရှိတယ်အတ္တီကြောင့်ပဲမဟာသွေးဖြစ်နေတာကျမကဘယ်တော့မှမဖြစ်ခဲ့ပါလေဆိုပြီးပြောနေတာမဟုတ်ဘယ်တော့မှဆက်ဖြစ်မယ်ဆိုပြီးပြောနေတာအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့ငလင်ပေးနိုင်ငံတကာကူညီကယ်ဆယ်ရေးပစ္စည်းတွေနဲ့ပတ်သက်ပြီးထောက်ပြပြောဆိုနေတဲ့ဒေါက်တာမီမီဝင်းဘတ်နဲ့ဒေါက်တာလကျော်စောတို့ကိုမပူတုမဟာသွေးကတုံ့ပြန်လိုက်တဲ့ရုပ်တံနဲ့အတူငလင်အတွက်ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန်2200လက်ခံရရှိထားဟုစစ်ကောင်စီပြောလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ နိုင်ငံတကာကနေငလင်းအတွက်ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန်2230ကိုလက်ခံရရှိထားတယ်လို့အာနာသိန်းစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကပြောပါတယ်။နိုင်ငံပေါင်း20ထက်မနည်းကကူညီကယ်ဆယ်ရေးပစ္စည်းတွေဟာလေကြောင်းနဲ့ရေကြောင်းကပါပေးဖို့ကူညီထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့စစ်ကောင်စီရဲ့ဝါဒဖြန့်ရုပ်တံကတစင်ပြောကြားလိုက်တာပါ။ ကူညီကယ်ဆယ်ရေးပစ္စည်းတွေကိုငလင်တင့်ဒေတာတွေစီအတုတ်လိုက်ဖြန့်ဝေမှုတွေလုပ်နေတယ်လို့လည်းအာနာသိန်းစစ်ကောင်စီကထုတ်ပြန်ပါတယ်။ငလင်အတွက်နိုင်ငံတကာကကယ်ဆယ်ရေးဝန်ထမ်း1862ယောက်လာရောက်ခဲ့ပြီးလူသားချင်းစာနာမှုအကူအညီအတွက်ထောက်ပံ့ရေးပစ္စည်းတန်ချိန်2210ကျော်နဲ့ကယ်ဆယ်ရေးပစ္စည်းတန်ချိန်1180ကိုလက်ခံရရှိခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။နိုင်ငံတကာကပေးတဲ့အကူအညီတွေငလင်တန်းတင်ရပြည်သူတွေလက်ထက်ကိုအမှန်တကယ်ရောက်ရလား။ နိုင်ငံတကာကပေးတဲ့ကူညီထောက်ပံ့မှုတွေပြည်သူလက်ထဲကိုအမှန်တကယ်ရောက်ရလားပြည်သူလက်ထဲကိုဘယ်လောက်ရောက်တယ်လဲဒီနေ့ကျမကနိုင်ငံတကာအကူအညီမှပြည်သူလက်ထဲရောက်ရလားဆိုတဲ့အကြောင်းကိုဆွေးနွေးတင်ပြမှာဖြစ်ပါတယ်ကျမမဟုတ်တူမဟာသေးပါရှင်နိုင်ငံကပြည်ကူကြီးငလင်တန်တဲ့ပြည်သူတွေလက်ထက်ကိုမရောက်ပါဘူးလို့ခေါင်းစီကြီးတက်ပြီးတော့ပြီးဖြတ်မိကြတယ်မှာရေးတာပေါ့ဗျာကျွန်မတွေ့ရတယ်။ချစ်ရတဲ့ကလို့လို့ရှိရင်ကျွန်မခီးသွားနေတာရှိတယ်။ပြန်လာတော့လေကျွန်မ အမေကျမကြီးမကောင်းဘူးအဲ့တော့ကျမစိတ်ယုံတင်ထားရတယ်ပြုနေရတာရှိတယ်ကျမမအားဘူးမအားတဲ့အတွက်ကျမတည်င်းနေနားမထောင်ဖြစ်ဘူးတည်င်းနေမတည်ဖြစ်ဘူးဒါကြောင့်ဘုမပြောရခြင်းဖြစ်ပါတယ်အချိန်တော့နောက်ကျသွားတယ်ခင်ဗျာမဒီဘက်မိသားစုတွေဒီ28ရက်နေ့မန္တလေးငလင်းလှုပ်ပြီးဆိုတဲ့ကတစ်ချိန်လုံးပြောခဲ့တာကစက်ကောင်စီကဘာလုပ်နေပါလဲစက်ကောင်စီကရေးဘော်ကူညီကယ်ဆယ်ရေးမလုပ်နိုင်ဘူးအစက်ကောင်စီကထောက်ပံ့ရေးမလုပ်နိုင်ဘူးစက်ကောင်စီကဘာဖြစ်တယ်တစ်ချိန်လုံးစစ်တပ်မကောင်းကြောင်းပဲပြောကြတယ်အဲ့ဒီလိုမျိုးဒီလိုလေဒုက္ခရောက်နေတဲ့အချိန်မှာတစ်ခါနဲ့တစ်ခါကိုနိုင်ငံရေးရပုတ်ခတ်ရမှာမဟုတ်ဘူးတကယ်ဆိုရင်အဲ့လိုလိုမျိုးစစ်တပ်ကကိုညီကယ်တဲ့အိမ်မပေးနိုင်ဘူးလို့စစ်တပ်ကဘလို့နေပါရဲ့လို့မကောင်းထိုင်ပြောနေမိမဲ့အစား ငွားတို့ထောက်ခံတဲ့အမှုကြီးဆိုရကြီးကဘယ်အနာမှာဘလို့ကိုကြီးကဲတယ်ပေးနေပါတယ်ခမရဘယ်အနာမှာဘလို့ထောက်ပံ့ရေးတွေပေးနေပါတယ်ခမရဘယ်အနာမှာဘလို့ဆေးဝါးတွေကုသပေးနေပါတယ်ခမရအဲ့ဒီလိုတည်င်းလေးတင်ဆက်ပြီးတော့စိတ်ဝေဒနာခံစားနေပြီးတော့ခွန်ကြီးကဲရမဲ့နေတယ်ကုကဲရမဲ့နေတယ်ပြည်သူတွေကိုစိတ်ခေါ်အားပေးရမယ်ဒါပေမဲ့မလင်တန်သိနေတဲ့ပြည်သူတွေကိုကိုကြီးကဲကြရေးလုပ်ပေးရမယ်စားဆေးဝါးကုသရေးလုပ်ပေးရမယ်စားသူတို့ထောင်လိုက်တဲ့မိုင်းတွေနင်းပြီးတော့เนาะစကိုင်းမှာဆိုလို့ရှိရင်ညာဒေသမှာဆိုရင်အစ်စ်လောက်ွက်တွေ တက်တီထုတ်ရောင်းစားနေတယ်ပါသုံးလုံးအမြင့်ခံနေတက်ထုတ်ရောင်းစားနေတယ်အထူးသဖြင့်မဟာမြိုင်တော်ကြီးရဲ့မှာရှင်ဟောင်းအဲကျွန်မ sorry နှစ်နှစ်ချို့အပင်နေတချို့ကျိုးတဲ့ပင်နေဆိုတက်တန်းရာချီရှင်နေတယ်တက်တန်းရာချီရှိတဲ့ကျုံးပင်တွေကိုမဟာမြိုင်တော်ရဲ့85ရာခိုင်နှုန်းနီးပါးကိုအလက်ရှိမှာပါသုံးလုံးနေထုတ်ယူရောင်းစားရောင်းချနေတယ်ဆိုတော့မီလက်တန်လို့ခေါ်ရဲပြည်ဖြတ်မီဒီယာကိုလည်းငါဝေခံရေးသားထားတာရှိတယ်ဆိုလိုချင်တာကသူတို့အဲ့ဒီလိုမျိုးတက်ထုတ်တဲ့နေရာမှာသုံးတဲ့ဆင်းတကောင်မိုင်းနေမိလို့တဲ့ခြေတော့ ပြက်သွားတယ်ဒါကြောင့်မလို့ဒီစင်ကိုကုသဖို့ဆေးဝါးကုသဖို့လိုအပ်နေလို့ကျွန်တော်တို့ NUG ကိုကူညီခဲ့တဲ့ပြီးကြပါဆိုပြီး NUG ကပြန်ပြီးအကူအညီတောင်းနေတယ်ပြည်သူကိုကိုညင်ရမယ်စာပြည်သူကိုပဲသူတို့ကပြန်ပြီးကိုညင်တောင်းနေတယ်ဆိုတော့တစ်ချိန်လုံးကျွန်တော်တို့ကိုကူညီပါကျွန်တော်တို့ကိုထောက်ပံ့ပါကျွန်တော်တို့ကိုငွေကြေးတွေပေးပါကျွန်တော်တို့ကိုဘာကူညီပါဆိုရင်တစ်ချိန်လုံးဒုက္ခတွေလို့တရောင်းသားလို့အိမ်ပူရစာနှစ်ပူနှစ်စာလုတ်ခဲ့တာပဲရှိတယ်ဒါပဲကလေးရှိတယ်ဆိုတော့နိုင်ငံကကူညီငွေလင်းတန်းတဲ့ပြည်သူလက်ထက်ကိုရောက်ချင်းမရောက်ချင်း ဒီနေရာမှာနော်ဟောနိုင်ငံရေးမြမအရေးကြွကျင်သူဆိုတဲ့ဒေါ်မီမီဝင်းပတ်အသက်ကြီးပြီးအချိန်စီးပါစေလို့ပြောလိမ့်တယ်။ဒေါ်မီမီဝင်းပတ်ကလည်းပြောတယ်။အဲ့လိုနိုင်ငံတကာကပြီးတဲ့အကူအညီတွေကတဲ့ပြည်သူလက်ထက်ကိုတစ်ဆယ်ရာခိုင်နှုန်းပဲရောက်နေမယ်။ဆိုတော့ခင်ဗျားတို့ကစားပြီးတယ်ဟာနိုင်ငံတကာဘယ်နိုင်ငံကလာပြီးအကူအညီပေးလဲစစ်တပ်ကနာခဲ့တုန်းကလိုရောက်စားနေမယ်ဆိုပြီးတော့ခင်ဗျားတို့ဝါဒန်ဖိုင်နေမိကြတယ်။ဆိုတော့နာခဲ့တုန်းကဘယ်နောက်မှမလို့ရောက်စားပါတယ်ပြောတော့လည်းပဲရုပ်တည်ရှိရှိနဲ့နိုင်ငံရေးလို့အချက်ချလက်ချနဲ့ပြောနေတာဆိုတော့လေဘယ်သူမှမပြောနိုင်ကြဘူး။ တော့ခင်ဗျားတို့ပြောသလိုစစ်တပ်ကအဲ့လိုလုပ်မယ်ဆိုလို့ရှိရင်ခင်ဗျားတို့ခုအထင်ကြီးနေတဲ့နော်အခုနိုင်ငံပေါင်း၄နိုင်ငံလာရောက်ကူညီတယ်ကုလသမဂ္ဂရဲ့အထွေထွေမှုချုပ်ရဲ့အထူးကိုယ်စားလှယ်နော်အထူးကိုယ်စားလှယ်ပထမအနုလင်းဟင်စာဂျူလီဘီရှော့သူကလာရောက်ပြီးတော့ကိုကြီးကစားရေးကိုထောက်ပံ့ပေးတာရှိတယ်။ဆိုတော့ခင်ဗျားတို့မိမိဝက်ဘက်တို့လိုခင်ဗျားတို့ဒီပေါ်နေပိတ်တီတွေတောင်မှစစ်တပ်လက်ထက်ကိုထက်လိုက်လို့ရှိရင်စစ်တပ်ကရောင်းစားပြီးပြည်သူလက်ထက်မရောက်ဆိုတာသိရင်အဲ့ဒီနိုင်ငံတကာကခေါင်းဆောင်တွေကမသိပဲနေမလား။နိုင်ငံတကာခေါင်းဆောင်တွေကလူပေါ်နေမှာမဟုတ်တာ။လူဘိန်းနေမှာမဟုတ်တာ။ သူတို့ပေးလိုက်တဲ့အကူအညီကပြည်သူလက်ထက်ရောက်လက်မြောက်ဆိုတာသူတို့ခေါင်းထဲမှာကောင်းကောင်းတည်တယ်။ဘယ်သူကနိုင်ငံတော်ရဲ့တရားဝင် legitimate legacy ဖြစ်တယ်လဲ။ဘယ်သူကမြန်မာနိုင်ငံရဲ့ state actor ဖြစ်လဲဆိုတာသူတို့ကောင်းကောင်းတည်တယ်။ကောင်းကောင်းတည်တဲ့အတွက်အဲ့ဒီကုလသမဂ္ဂရဲ့အထူးအထူးရမှုချုပ်ရဲ့အထူးကိုယ်စားလှယ်အပေါင်းရင်နိုင်ငံပေါင်း24နိုင်ငံကခင်ဗျားတို့ NGO ကိုမယုံလို့ခင်ဗျားတို့ကိုမပေးတာပေါ့။ဒါဟာရှင်းရှင်းလေးပဲလေခင်ဗျားတို့ကိုမကြုံလို့ခင်ဗျားတို့ကိုမပေးတော့ဘူးခင်ဗျားတို့ကမစားရတဲ့အမဲတင်းနဲ့ပတ်နေကြတာဒါဟာပဲကလေးရှိတရား ်နောက်တစ်ခုအနေနဲ့နန္ဒကအကူကြီးတွေကပြည်သူတွေလက်ထက်ရောက်တယ်မရောက်ဘူးဆိုတာကလက်ရှိကာလတည်အရေးပေါ်ကုညင်ကယ်ဆယ်ရေးကာလဖြစ်တယ်ပြန်လဲထူထောင်ရေးကာလမဟုတ်သေးဘူးအရေးပေါ်ကုညင်ကယ်ဆယ်ရေးဆိုတာကခဏတို့ပြောနေမယ်ငလင်းရလှုပ်လိုက်တယ်တိုက်တီးပြိုသွားတယ်အဆောက်အဦပြိုသွားတယ်အပြိုပြက်တွေမှာပြိမှုကြောင့်နေရသူတွေကိုကူညီကယ်ဆယ်ပေးရမယ်။ဒါဆိုလို့ရှိရင်ခင်ဗျားတို့ရဲ့အတွေ့အကြုံမှာရေးဘက်ကူညီကယ်ဆယ်ရေးပေးသွားပြီလို့ခင်ဗျားတို့ထင်ကြတယ်။ခင်ဗျားတို့အုံနာတက်တဲ့နေနေတယ်။ အဖြစ်28ရက်နေ့မှာမလေးငလေးလှုပ်လိုက်တယ်တချို့ကနေကလုံးဝပြိုကျနေသွားတယ်တချို့ကတော့အဆောက်အုံတွေကတချမ်းကြီးဆောင်းပါတယ်တချမ်းကျော်သွားတယ်တချို့အဆောက်အုံတွေကအက်ကွဲသွားတယ်လုံးဝပြိုကျသွားတာမဟုတ်သေးဘူးဒါပေမဲ့လူနေလို့မရတော့ဘူး ဒီပြိုကြနိုင်နေဒါကြောင့်မလို့အဲ့ဒီဘေးနားမှာရှိတဲ့လူတွေကိုလည်းခီးသွားလာနေတဲ့လူတွေကိုလည်းအချိန်မရွေးအန်တရဲ့ပြုတ်နိုင်တယ်ဒါကြောင့်မလို့ကျွန်မသွားကျွန်မကိုယ်တိုင်သွားခဲ့တော့ကျွန်မတွေ့ခဲ့ရတယ်တချို့ဆိုလမ်းမှာပိတ်ထားတယ်ဘာလို့လဲဆိုတော့ဒီမှာအဆောင်အဦးတွေကတချမ်းဆောင်းနေတဲ့အချိန်ရွေးနေတဲ့ဟိုပြိုပြက်ရဲ့ပြိုလက်စာကြီးဖြစ်နေတဲ့အချိန်မရွေးပြိုကြနိုင်တာဖြစ်တဲ့အတွက်လူနေလို့မရတော့တဲ့အတွက်အဲ့ဒီလိုမျိုးပြိုပြက်နေတဲ့အဆောင်အဦးကိုစက်ရံလေးတွေတော့ဖြိုးချရမှာလည်းပဲရေးဘကူကြီးကြေးပဲရှင်းလာတော့မသိဘူး ်နော်အဲ့ဒီလိုမျိုးလိုအပ်နေတဲ့အချိန်မှာလက်ရှိမှာဆိုရင်ငလေးအသေးသားလေးတွေနော်ဆက်တွဲငလေးအသေးလေးတွေလှုပ်ထက်ခါထက်ခါလှုပ်နေတယ်ကျွန်မ သွားပြီးကိုရင်ကလေးပေးတဲ့အချိန်တော့ငါတော့မှာပဲထောက်ပံ့ရေးပေးတဲ့အချိန်တော့ငါတော့ကျွန်မမျက်မြင်ကိုယ်တွေ့ကျွန်မကိုယ်တိုင်နှစ်ဖူးတွေဒူးတွေကြုံခဲ့ရတယ်။နောက်ကျွန်မတို့ကပုံမှန်ပုံမှန်ဆိုဒီလမ်းဟောင်း sorry လမ်းတက်ကနေသွားတယ်အမြန်လမ်းကနေသွားတယ်ဒါပေမဲ့မလေးအဝင်အမြန်လမ်းမှာလမ်းနေလဲမကောင်းဘူးထရားတွေလည်းပြက်နေတယ်ကောင်းမောင်းလို့မရတဲ့အတွက်နော်ကျွန်မကိုယ်တိုင်ကဒီဘက်ကမြင့်ငယ်နော်မြင့်သားနော်ဆင့်ကိုင်းတို့ကြောက်ဆဲတို့ကုမေးတို့ပြောပဲဝမ်းတွင်းပေါ့နော်ဒီလမ်းဟောင်းတုံးပြီးတော့ပြန်ခဲ့ရတယ်သွားခဲ့ရတယ်။အဲ့ဒီလမ်းဟောင်းတိုင်းမှာသွားတာအဲ့ဒီမှာနောက်ဆက်တဲ့ခလေးအသေးလေးလောက်တဲ့ခါကျတော့အဲ့ဒီလိုမျိုးတခြားဆောင်းနေတဲ့ဆောင်းအောင်နီးနော် အောက်ကမြေရောက်တဲ့ကိုတစ်ထက်ကျုံပြီးတော့ပေါ်မှာနှစ်ထက်ကျန်နေတဲ့အဆောက်အုံတွေကငလင်းအသေးလေးလောက်တဲ့ခါကျတော့ဖြိုးချပြီးတော့ကင်ဆွဲလောက်လိုက်တယ်လို့ဖြိုးချပေးမိတာဖြစ်သွားတယ်။အဲ့ဒါလည်းပဲတနည်းအားဖြင့်အစိုးရကကောင်းမယ်။အဲ့ဒီလိုမျိုးငလျင်သေးလေးတွေစက်မလုံးလို့ဒီအဆောက်အုံတွေမပြုတ်ဘူးဆိုရင်ကျမတို့ကစက်ရံတရားတွေသုံးပြီးတော့အချိန်တွေလည်းကုန်မယ်ငွေတွေလည်းကုန်မယ်စက်ရံတရားတွေသုံးပြီးတော့ဖြိုချရအောင်ပါ ဖြိုးချရမယ့်ဟာကိုအခုငလင်းအသေးသားလေးတွေလုပ်ပြီးတော့ဖြိုးချပေးပြီးသားဖြစ်သွားတယ်။ဆိုလိုချင်တာကအဲ့ဒါတွေအကုန်လုံးကအရေးပေါ်ကူညီကယ်ဆယ်ရေးကာလဖြစ်တယ်။နိုင်ငံတကာကလည်းလာပြီးကူညီပေးတာဆိုရတယ်လက်တလုံးမှာပေးသွားတာကအရေးပေါ်ကူညီကယ်ဆယ်ရေးကိုပေးသွားတာ။ပြန်လဲထူထောင်ရေးအတွက်တိုင်တောင်ကိုငွေဘယ်လောက်တမိသားစုကိုငွေဘယ်လောက်ဆိုပြီးပေးသွားတာဘာတစ်ခုမှမရှိဘူး။ခင်ဗျားတို့ဒီတစ်ခုကိုကွဲကွဲပြားပြားသိဖို့လိုတယ်။နိုင်ငံတကာကပေးသွားတဲ့ကူညီလေဒီလက်ရှိမှာနိုင်ငံပေါင်း24နိုင်ငံကပေးခဲ့တဲ့ကူညီကအရေးပေါ်ကူညီကယ်ဆယ်ရေးအတွက်ပေးသွားတာ။ပြန်လေထူထောင်ရေးတဲ့ပေးသွားတာမဟုတ်ဘူးဒီအကြောင်းအရကိုကောင်းကောင်းမသိပဲနဲ့နေပေါ်နေပိတ်တွေနဲ့မြမပြေကလူပေါ်လူပိတ်တွေကိုခင်ဗျားတို့ဂျင်းမထဲနဲ့ ဒေါ်မီမီဝင်းပတ်တို့အသက်ကြီးပြီးအချိန်မစည်းတဲ့မိမတွေမဖြစ်စေနဲ့နော်ကျုံတော့မှကျွန်မဆုံးပါမယ်ဒေါ်မီမီဝင်းပတ်အဆက်ရှိတယ်ဆိုရင်တိုက်ခါရှိတယ်ဆိုရင်ကိုယ်စကားကိုတောင်းယူမှုတောင်းဝင်ခံရဲတဲ့အတ္တိရှင့်မှာရှိတယ်ဆိုရင်ကျွန်မကိုလာတောင်းမယ်ပါဒေါ်မီမီဝင်းပတ်ဒေါက်တာလှကျော်သောဆိုတဲ့အဖွားကြီးနိုင်ငံရေးလေလာသူတို့နိုင်ငံရေးတုံးတက်သူတို့ခေါင်းစဉ်တက်ပြီးတော့အဲ့ဒီခေါင်းစဉ်အောက်မှာအစေးကုတ်မဲ့အထိမ့်မဲ့အကုတ်မဲ့ဇကားတွေဘယံပတာပြောနေကြတယ်လူတွေရှင်နေကြီးဦးကြီးမြင့်တို့ဦးတန်းစိုးနိုင်တို့ နော်။ဒါမြမရေးချမ်းနေလူဒေါက်တာလောက်ကျော်စိုးပါတို့စီရေးနိုင်ငံရေးလေးလာတို့သူစီရေးနိုင်ငံရေးလူလာတို့အိုးတာဆိုးနိုင်လို့အရှိနေကြီးဦးကြီးမြင့်မာတို့ဟုတ်ကဲ့ဒေါက်တာမီမီဝင်းပတ်အမေရိကန်စစ်တပ်မှာတောင်ဝင်ထပ်ဆောင်ခဲ့တဲ့ဒေါက်တာမီမီဝင်းပတ်ပါတော့အဲ့ဒီလိုမျိုးခုံပုတ်ကြီးတဲ့အကြီးကြီးတွေတက်ပြီးတော့နိုင်ငံရေးကိုဗျံပတ်တာတွေပြောနေကြတဲ့လူတွေနော်အာလက်ရှိမှာခင်ဗျားတို့ကဟာဒီလိုလိုလူမှုရေးပြည်တံပေးမယ်လို့အာခင်ဗျားတို့စီဒီယမ်လို့လို့ဆိုရှယ်ဖန်နေမဲ့ပေးတယ်လို့အဲ့အမျိုးတွေကအခုအရှင်တို့ပြရမှာခင်ဗျားတို့ကိုပြရမှာကျွန်တော်တို့ရဲ့ဒေတာမှာဆိုလို့ရှိရင်မှားတယ်လူက ်မှားလို့မိတဲ့လူကငပြော့ပဲအုံးပဲကတော့ပဲရက်ပြီးတော့လာပြီးတောင်းမယ်ရတဲ့ထုံးစံတစ်ခုရှိတယ်။ဒါကကြည်တယ်မှုခေအောင်ငယ်တဲ့မှုပါပြောင်းအောင်ရက်ရွာတလေးနဲ့ပေါ့နော်။တောင်းတဲ့တယောက်တရားဥပဒေပေါင်းလေးကနေတရားစွဲပြီးထောင်ချအပြစ်ပေးနေမဲ့စားကျမတို့ချက်စရာဒလိထုံးစံတစ်ခုဖြစ်အမှလုံးမိတဲ့လူကငပြော့ပဲအုံးပဲရက်ပြီးတော့သွားပြီးတော့ကတော့တောင်းပန်ရတယ်။အဲ့ဒါလူမှုရေးပြတ်တန်လို့ခေါ်ရင်ဆိုတော့အဲ့ဒီနော်ဦးကြီးမြင့်ရှင်နေကြီးဦးကြီးမြင့် ကျန်တဲ့ဟိုထိုင်းကငစီဘုံကျုံမျိုးညစ်တို့လိုလူမျက်ကျော်တို့ဝရရပြည့်တို့ပုံမြောက်ဒီမြောက်အဆင်းနဲ့နေစကားတဲ့ထဲမပြောဘူးနော်မတန်ဘူးတို့အဖေခေါ်နေတဲ့အရှင်းနေကြီးဦးကြီးမြင့်တို့ဒေါက်တာမီမီဝင်းပိုင်ဒေါ်လှကျော်စိုးနမတပြောတာဦးတန်းဆိုးနိုင်ကျင်းတို့တွေကျမကိုမပြောဘဲရဲ့ကတော့ပဲအုံးပဲရပြီကျမကိုလာတောင်းပန်ရမယ်ရှင်တို့မှာကိုပြောခဲ့တဲ့စကားကိုကိုတောင်းဝင်ရေးတဲ့တတ်တည်ရှိတယ်ဆိုရင်တောင်းဝင်ခံရတဲ့တတ်တည်ရှိတယ်ဆိုရင်ကျမကိုရှင်တို့တောင်းပန်ရမယ် စကားဆိုတာကလူတိုင်းပြောတယ်ဒါပေမဲ့ကိုပြောရိုက်တဲ့စကားရဲ့တက်ရောက်မှုကိုတာဝန်ယူမှုတာဝန်ခံမှုရှိမှအဲ့ဒီလူကိုတိုက်ရှိတယ်လို့ခေါ်တာကိုပြောလိုက်တဲ့စကားရဲ့နောက်ဆက်တွဲကိုတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးဆိုရင်အဲ့ဒါဗျံမဲ့တာပြောနေတာလူအောက်တန်းစားဘာကြောင့်ကျွန်မဒီစကားကိုပြောလဲကျွန်မမဘူးသူမဟာသေးသည်2024စက်တလပိုင်းနဲ့ကလာမယ်2025မေလမှာသို့မဟုတ်မေလမတိုင်းငယ်မှာသို့မဟုတ်မေလအကုန်နဲ့အချိန်မှာလာရှိုးကိုပြန်ရမယ်လာရှိုးမှာတနက်တန်ဘုံတန်ကြီးတိတ်သွားလိမ့်မယ်လာရှိုးမှာနောက် 2025မေလမှာတက်မတော်ရဲ့ပညာရေးရန်တရာပြန်လဲ level လေးမယ်ဒါကြောင့်မို့လာရှိုးကနေပြီးတော့တိုက်ပွဲတွေကြောင့်ထွက်ပြေးတင်းချောင်းရတဲ့လူတွေလာရှိုးမျိုးကို2025မေလမှာပြန်ရလိမ့်မယ်လာရှိုးမှာနောက်ဆက်အစိုးရရဲ့ပညာရေးနဲ့ကျန်းမာရေးကဏ္ဍနှစ်ခုပြန်လဲ level လေးမယ်လို့ကျွန်မကြိုတင်ပြီးတော့နိုင်ငံရေးတုံးသက်ခဲ့တယ်မိမအဲ့ဒီချိန်တော့နေပြောခဲ့တာဟုတ်မဟုတ်စောင့်ကြည့်သေးတာပေါ့လို့မှားသွားရင်တော့နင်းတို့တွေးမယ်လို့နင်းကိုဘယ်လိုလုပ်မယ်လို့နင်းကိုညာလို့လုပ်မယ်ဆိုပြီးကုံမဲ့နေတယ်မှာဝိုင်းပြီးအုံနဲ့အချင်းနဲ့ဟောင်ခဲ့တဲ့မိပေါ်နေပိတ်ဒီဘယ်ရောက်နေကြလဲဘယ်ရောက်နေကြတယ် လာရှိုးကိုရတာကနိုးတော်လိုင်းရဲ့မဟာအောင်ပွဲပါလို့မသိရင်ဒီလာရှိုးမျိုးကို MND ရအန်ယူဂျီလက်ထဲထဲတော်မလို့ပြောခဲ့တဲ့ဦးတန်းစိုးနိုင်တို့ဦးကြီးမြင့်တို့ဒေါ်လှကျော်သောတို့ဒေါ်မီမီဝင်းဘတ်တို့ခင်ဗျားတို့အချက်ရှိရဆိုရင်ခင်ဗျားတို့ကိုစကားကိုတောင်းရုံမို့တောင်းဝဲခံမှုရှိတယ်ဆိုရင်ခင်ဗျားတို့တတ်တည်ရှိရဆိုရင်ခင်ဗျားတို့အမကိုခင်ဗျားတို့ကျွန်တော်တို့ကကျမတို့ဒီကျွန်တော်တို့ဒီနိုင်ငံရေးတုံ့တက်သူပါကျွန်တော်တို့ဒီစစ်ရေးနိုင်ငံရေးကြွမ်းကျင်သူပါလို့အမိခံပြီးဗျံပရာပြောနေကြပါလေခင်ဗျားတို့ခင်ဗျားတို့တို့ကိုဝန်ခံရလိမ့်မယ်နော်မရှိ မြန်မာပြည်တွင်းထဲမှာကောနိုင်ငံတကာရောက်နေတဲ့လူတွေကောလက်ရှိ online အားထောင်တဲ့အဖွဲ့တွေကိုနိုင်ငံရေးကိုစစ်ရေးကိုမျိုးစုံပြောနေကြတဲ့လူတွေညောက်များစွာရှိတယ်။ဒါပေမဲ့ဘယ်နဲ့ပဲတော့ဒါဟာဆက်ဖြစ်နိုင်လို့ဆိုရင်နိုင်ငံရေးတုံ့တက်မှုကိုပြောနိုင်တယ်လို့လက်ချိုးရည်ကြည့်မနေ့ရက်ရှိတယ်။မိကလေးတွေမှာလက်ချိုးရည်ကြည့်မနေ့ရက်ရှိတယ်။လူငယ်တွေမှာလက်ချိုးရည်ကြည့်မနေ့ရက်ရှိတယ်။ကျွန်မတယောက်ပဲရှိတယ်။စိန်ခေါ်ရင်တော့ကျွန်မတယောက်ပဲရှိတယ်။ဂုံစားရဲဆိုတာအဲ့ဒီလိုစားရတယ်။ဂုံစားရဲဆိုတာဂုံရှိမှစားလို့ရတာ။ဂုံမရှိမှစားလို့မရဘူး။ ယူ EC နဲ့ NLD နဲ့ယူ EC ပေါင်းပြီးလိမ့်နေပြီးရွေးကောက်ပွဲမနိုင်ခင်ကကြိုးသုံးသက်ခဲ့တယ်။ရွေးကောက်ပွဲပြီးပြီးချင်းမှာပုံမှန်20ဆလုံးနဲ့40ခန်းငယ်ရတက်မတော့ကနိုင်ငံတော်နဲ့ဖွဲ့စည်းပေါ်ခြေခံဥပဒေကိုစောင့်ရှောက်ရမယ်တာဝန်ရှိတဲ့အတွက်ရွေးကောက်ပွဲကော်မရှင်ယူ EC ကိုပြည်သူလူထုကကန့်ကွက်ဆန္ဒပြကြပါရွေးကောက်ပွဲကိုတက်မတော့ကဝေယဥစ္စာကဦးစီးပြီးပြန်ချင်းမှာပေးဖို့ပြည်သူလူထုကတောင်းဆိုကြပါဒီရွေးကောက်ပွဲကလုံးဝအထမမြောက်ပါဘူး NLD ပါတီအစိုးရမဖြစ်ပါဘူးလို့ကြိုးသုံးသက်ခဲ့တာကျွန်မမြန်မာနိုင်ငံလုံးမှာလိုက်ရှာကြည့်ကျွန်မတယောက်ပဲရှိတယ်စိန်ခေါ်တယ်နော်ဘဘတို့မဟာသွေးတယောက်ပဲရှိတယ် အတီတောင်းမယ်မဟာသွေးဖြစ်နေတာကျမကဘယ်တော့မှဘာဖြစ်ခဲ့ပါလဲဆိုပြီးပြောနေတာမဟုတ်ဘယ်တော့မှဆက်ဖြစ်မယ်ဆိုပြီးပြောနေတာနော်အဲ့ဒီလိုနဲ့2020 12လပိုင်းမှာတက်မတော်ကတက်မဲယုံလေးယုံပြန်စစ်တဲ့အချိန်မှာ NDB ဘီဖက်သိမ်းခံရပြီးတော့တက်မတော်ဒီဖက်သိမ်းပုံခြေကောင်းဦးလေးပုံမှာ410ခွန်အရာကာလုံခေါ်ပြီး410ရာနိုင်ငံတော်အာဏာကိုထိန်းသိမ်းလိမ့်မယ် NDB ဘီအဖြစ်ခံရပြီးဒေါ်စုကြည်ရဲ့အပေါင်းဖာတွေထောင်ထဲကိုပြန်သားရလိမ့်မယ်လို့ကြိုးတုံးကဲခဲ့တာကျမကြိုးပြောခဲ့တာကျမနိုင်ငံရေးတုံးကဲခဲ့တာကျမမဟုတ်ဘူးမဟာသွေး2020နဲ့ တစ်ခုနဲ့နှစ်လပိုင်း၃လပိုင်း၄လပိုင်းမှာအဲ့ဒီလိုအချိန်တွေပြောင်းလဲပါမယ်လို့ကြိုးပြောခဲ့တာအချိန်တိကျတယ်။နိုင်ငံရေးစစ်ရေးတုံ့တက်တယ်ဆိုတာအဲ့ဒီလိုတုံ့တက်ရတယ်။မတူရင်မတူနဲ့နော်။မတူရင်မတူနဲ့။ကျမတို့ကအရက်ပဲပူတာညံမပူဘူး။ခင်ဗျားတို့ကအရက်ပဲရှိတာညံကလူစင်မြင်လာအောင်။နော်တချို့ကတိတယ်မပြောရင်ဘူး။တချို့ကတိတယ်နော်နိုင်ငံရေးတုံ့တက်တကြတယ်။တော်ကြတယ်တက်ကြတယ်။ဒါပေမဲ့ပြောလိုက်တဲ့စကားမှားသွားမှာဆိုတဲ့အတွက် ြောလိုက်တဲ့ဇာတ်ကအဲ့ဒီလိုနိုင်ငံရေးကြိုးတုံးလိုက်တဲ့ဇာတ်တကုံမှားသွားလို့ရှိရင်တက်တက်လုံးခေါင်းမပေါ်ရဲပဲနဲ့နာမည်ပြက်ပြီးအရှက်ရမှာကြောက်တဲ့အတွက်ကိုပြောလိုက်တဲ့ဇာတ်ပေါ်မှာတာဝန်မယူရဲလို့တာဝန်မခံရဲလို့နိုင်ငံရေးကကြိုးတုံးတနိုင်တဲ့စိတ်ရရကြိုးပြီးတုံးတနိုင်တဲ့လူတွေအများကြီးရှိတယ်ဒါပဲမှမပြောရဲချင်ဘူးဘာလို့လဲကိုပြောလိုက်တဲ့ဇာတ်ကိုတာဝန်ရမှုတာဝန်ခံမှုတာဝန်ယူရဲတဲ့တတ်တည်မရှိလို့ကျွန်မလည်းပဲလေအခုခမတို့ဟိုဒီလက်ရှိမြန်မာပြည်ထဲမှာပြည်ပမှာပေါ့အာနိုင်ငံရေးအကြောင်းပြောတဲ့လူတွေစစ်တဲ့စီးရင်နိုင်ငံရေးပြောတဲ့လူတွေခမတို့မျိုးလုံးထဲမှာမြင်မိလိမ့်မယ် အဲ့ဒီလူတွေကုန်းထဲမှာကျမကပုထုမဟာသွေးတယောက်ပဲရှိနေတကယ်လို့များကျမပြောလိုက်တဲ့ဇာတ်ကားတစ်ခုကမှတ်သွားခဲ့မယ်ဆိုလို့ရှိရင်လည်းပဲကျမရဲ့တိဆောက်ခဲ့တဲ့ပုံရိပ်တစ်ခုလုံးကပုံရိပ်ပြသွားပါလိမ့်မယ်ဒါကြောင့်မို့လို့တော်ရုံလူတွေကမပြောရဲချဘူးအဲ့ဒီလိုမျိုးကိုယ့်ရဲ့ပုံရိပ်ကိုယ့်ရဲ့နာမည်ပြက်သွားမှာဆိုတဲ့အတွက်မပြောရဲချဘူးဒါပေမဲ့ဦးကြည်မင်းတို့ဦးတန်းစိုးနိုင်တို့ဒေါက်တာလာကျော်တို့ဒေါက်တာမီမီဝင်းဘတ်တို့တို့တို့ကြောင့်ပြောရဲတယ်တို့တော့အရှက်မရှိဘူး ောင်းရင်မို့တော်ရခံမှုလည်းမရှိဘူးသူတို့နိုင်ငံရေးတုံးသက်တယ်အခုတစ်မျိုးတော့အခုတစ်မျိုးတုံးသက်တယ်တော်ကြတစ်မျိုးတုံးသက်တယ်သူတို့တုံးသက်ချက်တွေလည်းတစ်ခါမှမှန်လာတယ်ဆိုတာမရှိဘူးအားလေးမှာတခုလေးပါမှန်နေဆိုတာမရှိတော့အဲ့ဒီလိုမရှိလာရင်လေကျမတို့ဆိုရင်အော်ငါပြောလိုက်တဲ့စကားမှားသွားရင်ငါနာမည်တော့ပြတ်တော့မှာပဲငါငါအရှက်ရမှာပဲဆိုပြီးတော့ကြောက်ကြည်သူတို့မှအဲ့လိုကြောက်တဲ့စိတ်ရှက်တဲ့စိတ်ရှက်ရကြောက်ရမယ်ဟိဒီအော်ဒါပါတယ်ကမရှိချောက်မရှိတာဘူး နော်ဆိုအဲ့လာရှို့ဟိုလာရှို့ကိုပြန်ပြီးတော့ဘောနော်ရပြီဆိုတဲ့ကကျွန်တော်ပုံစံပြောကြတယ်လို့ရှိရသူတဖြင့်ကျွန်မရေဝန်ထမ်းနေပြောကြတယ်အဲသူတို့ကအဲသူတို့အဲ့လာရှို့ကလို့ပြီးတော့ဘောနော်အဲတက်ဝက်တွေဖြစ်လို့ထပ်ပြေးလာရတယ်ကကျွန်မကိုပုံစံပြီးတော့သူတို့အအချင်းကြီးတွေဘယ်လိုရှိနိုင်လဲမိကြတယ်တချို့ဆိုရင်ဖွင့်ကြတယ်အဲ့ဒီလူတွေကိုကျွန်မတယောက်ချင်းတည်တာအောင်အခုလိုမျိုးကျွန်မကပြောခဲ့တာဖြစ်တဲ့အတွက်အမမတို့ရေးရေးတမိပြောခဲ့တာဒီမှန်နေပြီဆိုပြီးတော့ကျွန်မကိုပုံစံပြီးပြောကြတယ်နော်ဆိုတော့အဲ့ဒီအချင်းတွေကကျွန်မပြောချင်ပေမယ့်ကျွန်မလည်းအချင်းကြီးအကြောင်းကြောင်းမအားတဲ့အတွက်ကျွန်မမပြောဖြစ်လိုက်ဘူး နော်ဆိုတော့ကစကားဆိုတာလူတန်းပြောတတ်တယ်ဒါပေမဲ့စကားလိုက်ပြောလိုက်တဲ့စကားကိုတောင်းဝင်ယူရဲတဲ့တတ်တည်ရှိတဲ့လူကတော့ရှားပါတယ်နော်ခင်ဗျားတို့အခုလိုမျိုးနိုင်ငံတကာကပေးလိုက်တဲ့အကူအညီတွေကစစ်တပ်ကနေပေးရင်တစ်ဆယ်ရာခိုင်နှုန်းပဲစစ်တပ်ရလိမ့်မယ်ဆိုပြီးတော့အဲ့လိုဗျမ်းပဒါတွေပြောနေမဲ့အစားရှက်တက်ကြသမားရှက်တက်ကြသမားနော်ခင်ဗျားတို့တလွဲတွေဗျမ်းပတာတွေအထင်းကုန်မဲ့တွေပြောနေကြတာကုကုကိုရှက်တက်ကြတယ်မှာရှက်တက်တယ်ဆိုရင်ခင်ဗျားတို့တက်တည်ရှိရဆိုရင်ကျွန်မတို့တောင်းမယ်မှာကျွန်မတို့တောင်းမယ်မှာ